နိုင်မင်းစတိုရီကိုအားပေးနာဆင်နေကြတဲ့အနေနဲ့ရရက်ကပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့ဘာတိုက်ပုံနဲ့မျက်ရည်မကြပါနဲ့ကိုရင်လေးရဲ့ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးမှာပါဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးမှာပါဟုတ်ကဲ့ဇာတ်လမ်းလေးမစတင်ခင်တော့ကျွန်တော်တို့ရဲ့နိုင်မင်းစတိုရီ channel ကနေအခုလိုမျိုးဖြစ်ရဲ့စံကြယ်ဂမ်မီယာဇာတ်လမ်းတွေအများကြီးကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပေးပါအောင်ဗျာ ဗီဒီယိုအသစ်တင်တိုင်းသိရှိရဖို့ဘေးနားကအနိုဒီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးမြ။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ရက်သေးကိုစိတ်ဝေဒနာတဲ့လိုလူကြီးတယောက်ရောက်လာပါတယ်။အဲ့ဒီလူကြီးက39မေနဲ့ချင်းနေတဲ့ကရွှေပြင်းညီတော်နဲ့တချင်းကိုအတန်းနဲ့တန်ထားနဲ့ဆူကပြီးတော့ဝင်လာပါတယ်။လူကြီးကရင်ကိုပင့်ခြေကိုကြွကိုကိုလှဲ့ပြီးတော့လှေတက်ရင်းတယ်လို့လို့ဖောင်တက်ရင်းတယ်လို့လို့ဟန်ကနဲ့လမ်းထဲမှာကပြီးပြောနေပါတယ်။လူရဲ့ပုံစံကတော့မျက်နှာက၄တောင်းနဲ့ ။သပင်ကောက်ကွေးတွေကလည်းသူ့ရဲ့နောက်ကျောပေါ်မှာဖားလျာကုထောက်ကြနေပါလေ။ဖြူစုပ်နေတဲ့နှကန်းမွေးတွေကထူထူကားကားကြီးပါ။နှကန်းမွေးတွေကပါဇက်သေးကိုကုတ်ဝင်နေပြီးတော့ကုန်းတဲ့တွေးတွေကလည်းညက်ပက်ပေးချမ်းနေပါလေ။သူ့ရဲ့ကိုပေါ်မှာတော့အညာဖြင်းပင်နေချမ်းတိုက်ပုံထူကြီးကိုရှင်ဘက်အကွဲနဲ့ဝတ်ထားပါလေ။လူကြီးရဲ့ရှင်ဘက်ပေါ်မှာတော့အင်းခွက်စမာခွက်တွေကလည်းအထင်းသားပါ။ပစိုးခွက်ကတော့မူလားကအဖြူခွက်ဖြစ်ပုံရပါရဲ့အခုကတော့ညစ်ပေစုပ်ပြဲနေပြီးအပေါက်တွေကမြင်လို့မကောင်းအောင်ဖြစ်နေပါရဲ့ ပြီးတော့အောက်ခြေအနားခွဲကိုလည်းထုံထားလိုက်ပါသေးတယ်။ယောဂီရောင်လွယ်ကြီးဖောင်ဖောင်ကြီးကတော့ဘဲဘဲပခုံးမှလွယ်ထားပါရဲ့။အသက်က60လောက်ရှိတဲ့အနေထားနဲ့တွေ့ရမယ်ဆိုရင်တော့အားလုံးကစိတ်မနှက်တဲ့သူလို့ပဲတွေ့ဆထားမှာပါ။သူ့ကိုမြင်တဲ့ခွေးဦးကြီးကကြိုက်မလို့ဝါမလို့နဲ့ကလေးအုပ်ကလည်းခလန်းလန်းကရက်ကြည့်နေပါရဲ့။လူကြီးတချို့ကတော့မတိမတာအကဲခတ်နေပါရဲ့။ကလေးလေးခွေးဥကြီးကမျက်စိနှောက်ပြီးတော့နောက်ကနေဝင်ဆွဲပါတယ်။တကောင်သောခွေးက လူကြီးရဲ့ပစိုးကိုကိုက်ဆွဲလိုက်တော့လူကြီးကတန်လန်းပဲပါသွားပါတယ်။အဲ့ဒီမှာကြံတဲ့ခွေးတွေကလည်းဝိုင်းပြီးတော့ကိုက်ဖို့ပြင်ပါတယ်။အမြင်မတုံလို့လူကြီးတချို့ကဝင်မောင်းကြပေမဲ့ဘယ်ရှိဘွားကအညိုးကြောင့်လဲမသိပါဘူး။ခွေးတွေကလူကြီးကိုမျက်မှုန်းကျိုးစွာနဲ့တစားစီဆုပ်ဖြဲကိုက်ွားဖို့အတွက်ဝိုင်းနေကြပါရဲ့။အဲ့ဒီမှာလူကြီးကမြေပြင်ကနေတဲတဆုပ်ကိုကောက်ယူလိုက်ပြီးတော့ဒေါသကြီးရန်လိုပြင်းပြနေတဲ့ခွေးတွေကိုပြုံပြုံကြီးစိုက်ကြည့်နေပါရဲ့။ ဖိတဲ့အခါမှာတော့ရံပြုတ်မလို့လုံနေတဲ့ခွေးဥပုပ်ကိုကျဲပက်ချလိုက်တော့ခွေးတွေကတကင်ကင်အော်ဟစ်ပြီးတော့အလန့်တကြားနဲ့နောက်ကိုဆုပ်ပြေးသွားပါရဲ့လူကြီးပိုင်းအုပ်စုလည်းထူးဆန်းတဲ့လူကြီးရဲ့အပြုတ်မှုကိုကြည့်ပြီးတော့အံ့ဩနေတော့မှာပဲဟေ့ကောင်တွေလာကြလေလာဆွဲပါဦးကွာလာပါကြိုက်ကြစမ်းပါငါအသားကတကြားလို့ချိုးပါလေကွာပစိုးကတော့မကြိုက်နဲ့ကွာဟော်တာကပေါင်သားခြေတလုံးသားကိုကြိုက်ကြကွာရော့ရော့ရော့ကြိုက် အဖိုးကြီးကကတောင်းကိုပြောင်းနေအောင်ကြိုက်လိုက်ပြီးတော့အခဲမကြီးစောင်းကြည့်နေကြတဲ့ခွေးအုပ်ရှိရာကိုပြေးဝင်သွားပါတယ်။ဒီခါမှာအဆွဲဖွေးဖွေးနဲ့ခွေးအုပ်ကြီးကလန့်ပြီးတော့နောက်ကိုဆုတ်ကြပါတယ်။မင်းတို့ရဲ့ကြိုးပုံကရိုင်းနေကွာခွေးတိရစ္ဆာန်တွေကဒီလိုရိုင်းလို့လဲမင်းတို့ခွေးတိရစ္ဆာန်တွေဖြစ်နေတာ။နေပါဦးကွာမင်းတို့ကငါကဘာရန်လို့လို့ငါကိုတဲတဲမဲမဲနဲ့ဝိုင်းပြင်းရတာလဲ။ကျွန်တော်တို့ကတော့ခွေးတွေကိုခါထောက်ကြည့်ပြီးတော့ရန်တွေမိကုန်းထုတ်နေတဲ့လူကြီးကိုကြည့်ပြီးဘာများဖြစ်လာအောင်မလဲလို့ငန်းလင့်နေပါရဲ့။ ဒီလိုစိတ်မနှက်တဲ့လူကြီးကိုတော့တခါမှလည်းမမြင်ဘူးပါဘူးတိုက်ပုံရင်ခွဲတဲ့လူကြီးကတော့ခွေးတွေကိုမိကွန်းထုတ်နေပါရဲ့အေးလေမင်းတို့ကငါ့ကိုရန်လိုပေမဲ့ငါကတော့မင်းတို့ကိုမမုန်းပါဘူးကွာဂိုင်းဂိုင်းဂိုင်းငါ့ကိုရန်သူလို့မဆက်ဆံနဲ့ကွာမိတ်ဆွေလို့အတိကျွမ်းဟောင်းလို့ဆက်ဆံဆမ်းပါကွာမြစ်တာနဲ့တီဆောက်မှ လောကကြီးကငင်းညံ့တာဂိုင်းဂိုင်းဂိုင်းရော့ရော့ရော့အဲ့ဒီမှာအဖိုးကြီးကလူအိမ်ထဲကိုလက်နိုင်လိုက်ပြီးတော့မုန်းတွေကိုထုတ်လိုက်ပါတယ် ပြီးတော့ခွေးတွေရှိရဘက်ကိုမုံနေကိုထောင်ပြလိုက်ပါရဲ့ဟောတာကဘိမုံကဒါကဘေဟာကျော်ကဲစားကြစားကြလာပါကွာမကြောက်ပါနဲ့ကဲမင်းတို့မလာရဲရင်လည်းရော့ကွာစားကြအဲ့ဒီမှာလူကြီးကခွေးတွေရှိရကိုဘေဟာကျော်တွေကိုပြစ်ကျွေးလိုက်ပါရဲ့ဒီခါမှာခွေးတွေကကောက်ငင်စားကြပါရဲ့စားရင်စားရင်ကနေရှေ့ကိုတိုးလာကြပါရဲ့အဲ့ဒီမှာလူကြီးကခွေးတွေကိုရဲရဲတင်းတင်းလက်နဲ့ခွန်ကျင်းနေပါရဲ့ဘာမှမကြခင်ပါပဲခွေးစိုးခွေးရိုင်းခွေးချစ်လေးတွေက လူကြီးရဲ့နောက်ကနေတခေါက်ခေါက်လိုက်ပါလို့သွားပါတယ်။သူ့ကိုမဟုန်တဲ့အပြင်တဲတူလှုပ်ပြီးတော့လူကြီးရဲ့ခုပ်ဘော်ကိုတက်ကြပါတယ်။လူကြီးရဲ့ခုပ်ဘော်ကိုတက်ကြပြီးတော့ခွေးနဲ့လူတယောက်ရဲ့ကြားကစောစောကအမုံတရားကတော့မျက်စိရှိမှပဲမြစ်တာတရားဖြစ်သွားပါတယ်။ကျွန်ုပ်လည်းအဲ့ဒီထူဆန်းတဲ့လူကြီးကိုအလွန်ပဲစိတ်ဝင်စားသွားပါတယ်။ဘလို့လူလဲဆိုတာကိုသိကျင်တာကြောင့်လိုက်လံခဲခဲကြည့်လိုက်တော့အလွန်တရေချောက်တယ်လို့နာမည်ကြီးတဲ့ခရီးပင်ရဲ့အောက်ကကုပြစ်ပေါ်မှာအိတ်နေပါတယ်။ဒီခရီးပင်ကတော့အလွန်ကိုကျမ်းပါတယ်။ အပင်အောက်မှာကျွေကြနေတဲ့ခရီးပန်းတွေကိုတော့ဘယ်သူမှမကောက်ရဲပါဘူး။ကောက်တဲ့သူတွေကိုလည်းနောက်ကနေတွန်းလို့လေရှိပါရဲ့။ညာဘက်လာအိတ်တဲ့အမူးသမားတွေကိုလည်းခုတ်ကောင်နေခွာစီပြီးတော့ခုတ်ကောင်နေခွာစီတတ်တာကြောင့်အမူးပြေပြီးတော့ပြေးလာရတတ်ပါရဲ့။ခြေထောက်ကနေဆွဲပြီးတော့လည်းလွင့်ပြဖူးပါရဲ့။ဒီလိုပဲမောင်ရင်ဝိုးတော်ခရီးသွားလာတဲ့သူတွေကိုလည်းစစ်လိမ့်မီထွက်တောင်းပြီးတော့လူရောစစ်လိမ့်ပါမျက်စိအောက်ကနေပျောက်သွားတတ်ပါရဲ့။တခါတုန်းကတော့ရွာတရွာက90တယောက်ကခရီးပင်အောက်မှာမောလာကြောင်ဈေးပန်းလေးချပြီးဝင်လာမှုပါရဲ့။ ဒီခါမှာငါးတွေကဘသူယူသွားမှမသိပဲပျောက်သွားပါတယ်။အဲ့ဒါနဲ့ခွေးမှတ်ပြီးတော့လိုက်ရှာကြည့်လိုက်တော့ခရီးပင်မော်ကနေညီတန်ကြီးလိုကြားလို့မောကြည့်လိုက်တော့ရှာကြီးတန်လန်းကြီးထုတ်ပြနေတဲ့မျက်လုံးပြူးပြူးနဲ့လူတယောက်ကိုမြင်လိုက်ပါရဲ့။အဲ့ဒါနဲ့သူလည်းငါးပန်းကိုမှပြီးတော့អော်ပြေးလိုက်တာ။ရွာဝင်ရောက်တော့ထမိန်တော်အောင်နာကွဲသွားခဲ့ပါရဲ့။တရေကတော့တခြားမပြောနဲ့ဆုံးခံကြွားတဲ့ကိုရင်တွေနဲ့ဖုန်ကြီးចောင်းသားတွေတော့အလို့မပေးပါဘူး။တရေရဲ့နာမည်ကခွေးနဲ့ကြီးတဲ့။ခွေးနဲ့ကြီးကတော့ဒီရက်ဒီရွာသားမဟုတ်ပါဘူး။ ဟိုဘက်မှာရှိတဲ့ဝဲကြီးကုန်းရွာသားပါမကောင်းမှုမျိုးစုံကိုလောက်ကန်စားတော့သူတယောက်ပါအရက်ပုံရောင်းချတယ်ဖဲဝိုင်းတိုင်ခံတယ်နွားခိုးပေါ်တယ်ဝဲတက်တယ်အမဲလိုက်တယ်မကောင်းတဲ့မိမတွေနဲ့ပျော်ပါတယ်ရွာတကာလှည့်လည်ပြီးရန်ဖြစ်တယ်ထောင်ကလည်းအချိန်ချင်းကြားခဲ့ပူပြီးတော့သူမိမကလည်းစိတ်ထောင်းကိုချင်နဲ့တည်ခဲ့ပါတယ်ဒါလီတယောက်ကြံခဲ့ပြီးတော့အသက်က10နှစ်ရှိပါပြီဖဲရဲ့ဒဏ်ကိုမခံနိုင်တာကြောင့်ဘုန်းကြီးเจ้าမှာပဲနေရပါတယ်ဒါပေမဲ့ခွေးနဲ့ကြီးကတော့ဒီသားလေးကိုအလွန်ပဲချစ်ပါတယ်ရွာเจ้าဘုန်းကြီးက ကြာရင်ဒီကလေးကလည်းသူ့အဖေခွေးနဲ့ကြီးလိုလူဆိုးလူသွမ်းဘဝကိုရောက်မှဆိုတာကြောင့်ကိုရင်ဝေပေးလိုက်ပါတယ်။သူကလည်းမူးမူးနဲ့မကြာခဏတားကိုရင်လေးရှေ့ရောက်ကိုရောက်ရောက်သွားပါတယ်။ဒီခါမှတားကိုရင်လေးကတကားကြီးဘာတော့ကိုရင်ကဘာလို့ចောင်းကိုလာရတာလဲ။ကိုရင်ကိုတွေ့ကျင်လို့ကိုရင်ကိုတွေ့ကျင်ရင်အရက်တော့မလာခဲနဲ့။အဖေမမူးပါဘူးတားရဲ့။မူး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 ကိုရင်မကြိုက်ဘူး။ဆရာတော်လည်းမကြိုက်ဘူး။နောက်အရက်တော့လာရင်ကိုရင်ခေါ်မတွေ့ပါနဲ့။ ။ဒါရဲ့ကိုရင်ရဲ့ခွေနဲ့ကြီးရဲ့ဘွားကတော့အဲ့ဒီလိုပါ။ဒါကိုရင်လေးကိုချစ်လွန်းတာကြောင့်လူထက်ပြီးသူနဲ့နေဖို့မကြခဏပြောဖို့ပါတယ်။ကိုရင်လေးကအရင်မတော့ရင်မိုးရင်ရန်ကရံမဖြစ်ရင်ကောင်းရောင်းကောင်းဝယ်လောက်ကန်စားတော့ရင်သူလူထက်ပြီးတကားကြီးနဲ့လာနိုင်မယ်လို့ပြောပါရဲ့။သူကကတိပေးခဲ့ပေမဲ့ခွေနဲ့ကြီးကတော့ခွေမိကောက်ကြီးတော့ဆိုမူမြဲမိုက်မြဲရံဖြစ်မြဲပါပဲ။ဒီနေ့မှတော့ခွေနဲ့ကြီးကအလွန်ထူးခြားတဲ့ကိစ္စတစ်ခုကိုလုပ်ခဲ့ပါရဲ့။အဲ့ဒါကတော့ တာလုတ်သူကိုရင်လေးကိုတင်ခန်းတစုံဝယ်ပြီးတော့လှူခဲ့ပါရဲ့ကြားရတဲ့သူတွေကလည်းအလွန်ကိုအံ့ဩကြပါရဲ့အဲ့ဒါနဲ့တချို့ကခွေးနဲ့ကြီးကလိမ်မာသွားပြီလို့ပြောကြပါရဲ့ပြောလို့တောင်မဆုံးသေးခင်ပါပဲတခြားရွာတရွာကဖေးဝိုင်းမှာရံဖြစ်ပါရဲ့ရံဖြစ်ပြီးဓာတ်ထုတ်ခံရပြီးတော့ဒဏ်ရာကိုလက်နဲ့အုပ်ပြီးအပြေးမှာရွာဆုံမှာရှိတဲ့ခရီးပင်အောက်မှာလဲကျပြီးတော့အသက်ပြောက်သွားခဲ့ပါရဲ့အဲ့ဒီအချိန်ကနေစပြီးခွေးနဲ့ကြီးကမကျွမ်းမလို့ဘဝကိုရောက်ရှိသွားခဲ့ပြီးတော့ခရီးပင်မှာမိတွေ့ခဲ့ပြီး လာသမျှလူသူတိရိစ္ဆာန်တွေကို၆လန့်ဒုက္ခပေးနေခဲ့ပါရဲ့အဲ့ဒီခရီးပင်ကိုတော့ခွေးနဲ့ကြီးခရီးပင်လို့ခေါ်ကြကုန်ပါရဲ့အခုညနေဝင်ရည်တရုံမှာတော့တိုက်ပုံရင်ခွဲနဲ့လူကြီးကခရီးပင်အောက်ကခုန်ရှိရှိပေါ်မှာရောက်နေပါတယ်ပြောရရင်ကိုခွေးနဲ့ကြီးကိုလူဘဝတုန်းကကျွန်တော်နှစ်ကြိမ်စကားပြောခဲ့ပါတယ်မိုးလဲပြီးတော့အိမ်မပြန်နိုင်လို့လဲကြုံနေပိုးခဲ့တုန်းကတခါသွေးတန့်ရရဲ့နဲ့ခရီးပင်အောက်မှာလဲနေတုန်းကဒင်ယာကိုစနုံးမုံတိတ်ပင်ရင်ကနေကူညီပေးခဲ့တုန်းကတစ်ကြိမ်မှာခမည်းနာမည်ဘယ်လိုခေါ်လဲဗျာ ကျွန်တော်နာမည်ကိုပုံကြီးပါ ကိုပုံကြီးနာမည်ကစမ်းသားပဲဗျကျေးဇူးပါဗျာကျေးဇူးပါအဲ့ဒီလိုပဲပြောပြီးတော့ဆိုင်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 နဲ့ပြန်သွားဘူးပါတယ်ဒီကျေးဇူးကိုတိလို့လားမသိပါဘူးခေပင်အောက်မှာကျွန်တော်ဖြတ်သွားဖြတ်လာလှုပ်တိုင်းဘလို့ချောက်လန့်မှုမျိုးမှမရှိပါဘူးအခုလေစိတ်မနှက်တဲ့လူကြီးကိုတနာတယ်လို့ရှိနေပါတယ်တခြားသောသူတွေကတော့ဒီပင်အောက်မှာအိတ်လို့မရအကြောက်လန့်မရှိသူတော့အော်ပြီးပြေးရပါတယ်အဖပြောပါ ငါတို့ငါ့ကိုခေါ်တာလားဟုတ်ကဲ့ဘာကိစ္စလဲကွာအဘကဘယ်ရက်ကတော့မြမပြေကပေါ့ကွာဟင်းစိမနေနေသူနဲ့စကားပြောရတာလဲခွက်တော်ခတ်ကြကြကဲပါလေအဘဟိုဒီညဘယ်မှာအိမ်မှာလဲမင်းကစိတ်အိမ်ကောင်းလားမဟုတ်ပါဘူးဗျဒါဆိုယာရင်မှုပေါ့မဟုတ်ပါဘူးအဘရဲ့ဒါဖြင့်ဘာတော့ ကျွန်တော်ကရိုးရိုးရွာသားအရက်သားပါအဘရဲ့အဘကဘယ်မှာအိမ်မှာလဲသိချင်လို့ပါဩဟောဒီအပင်အောက်ကခုံရှိပေါ်မှာအိမ်မှာပေါ့ဟာအဘဒီပင်အောက်မှာမအိမ်နေဗျဟေးဘာဖြစ်လို့တရေချောက်တာကျဲနေတရေဟုတ်တယ်ဗျဘယ်ရွယ်လောက်တော့အာအဘဒုက္ခရောက်မှာဆိုလို့ပြောနေတာဩမင်းကငါ့ကို စိုးရင်လို့ကိုဒါနဲ့မင်းနာမည်က ဟုတ်ကျွန်တော်နာမည်ဘုံကြီးပါ မောင်ဘုံကြီးဒီခရီးပင်ကတရေကဘလောက်များအချောက်ကျန်းလို့လဲကွာလုပ်ပါအောင် နောက်ခံရာဇဝင်လေးရှိရင်လည်းပြောပါအောင်လူကြီးကပုံမှန်လေတန်နဲ့ပြောရင်းကနေကုန်းတရာဝါလိုက်ပါရဲ့ကြာဘူးတမတရေခုခွေးနဲ့ကြီးရဲ့အကြောင်းတွေကိုပြောလိုက်တော့အဖိုးကြီးကငြိမ်ပြီးတော့နားထောင်နေပါရဲ့အဲ့ဒါကြောင့်အဖေကမအိတ်နဲ့လို့ပြောတာမင်းပြောမှပဲပို့ပြီးတော့အိတ်ချင်လာတယ်ကွာ အဲ့ရှင်လေအိပ်ပြာအဖကိုချိုးနေလိမ့်မယ်တော့ကြည်ကြသေးတာပေါ့ကွာမနေ့ပြန်အဲ့ဒီတရေခွေးနဲ့ကြီးက၆လွန်များငါဒီခဲ့ရင်လေမောင်မုံကြီးငါရဲ့အာသူဘကိုတင့်တော်တို့တကြိုပေးကွာကဲကဲကဲငါလူပြန်ပြီးတော့ဒီလိုနဲ့ကျွန်တော်လည်းလူစိမ်းဖြစ်တဲ့အဖိုးကြီးကိုကျင်နာဆိုးရင်စိမ်းနဲ့တားမြစ်ခဲ့ပါရဲ့ပြောမရတဲ့အစိုးမှာတော့တူထိုင်တဲ့သူကန်ရှိပါစေလို့တွေးရင်းနဲ့ပြန်လာခဲ့ပါရဲ့ပြန်လာရင်ကနေနောက်ပြန်လှည့်ပြီးတော့ကဲကိုခွေးနဲ့ကြီးရေ ီလူကြီးကတစိမ့်ပါဟာဗျ။ဟိုစိတ်ရင်းကောင်းစိတ်နနာကောင်းလဲရှိပုံရပါရဲ့။သူ့ကိုခမရအနောက်ရှက်မပေးပါနဲ့ဗျ။စစဲစစုနိုင်လာတဲ့ကျွန်တော်ကမနဲ့မိုးလင်းမျက်နှာတပီးတာနဲ့လူကြီးရဲ့အခြေအနေကိုသိလို့တာကြောင့်အိမ်ကနေထွက်ဖို့ပြင်လိုက်တော့ဟာမောင်မုံကြီးရှိလားဟဲ့ဘယ်သူတော့မဟုတ်ငါပါကွာဟာအဘအဘဘာမှမဖြစ်ဘူးနော်ဟဲ့ကောင်ဘုံကြီးခင်ဗျာလာလေးပါဝင်ခဲ့ပါ မဝင်တော့ပါဘူးကွာငါအကူကြီးတခုတောင်းညင်လို့ဘာများလဲဗျငါ့ကိုတစ်ပင်ခုတ်တဲ့ရဲတင်တလက်လောက်ငှားပေးစမ်းပါဘာလို့မလို့လဲဗျရဲ့ကိစ္စရှိလို့ပါကွာခဏပါ အပောင်ပေးရင်လည်းပေးရပါစေကွာဒါနဲ့မင်းအိမ်မှာချင်းဆက်ချာရှိရလားမောင်မုံကြီးကနင်းနေပါပါရှိပါတယ်ဗျအေးနေကင်းလောက်ကြရင်တော့တမိုးစာလောက်ရစီရမယ်ကွာသွားပြီသွားပြီကျွန်တော်လည်း ရဲရင်ကြီးနဲ့သူပါလုံးမှလဲလို့သိချင်တာကြောင့်လိုက်ကြည့်ဖို့လောက်ခါမှပဲမြို့ကတငယ်ချင်းလင်မယားရောက်လာတာကြောင့်အစီအစဉ်ကိုလက်လျှော့လိုက်ပါတယ်။ဟေ့ဘုန်းကြီး။အေးအောင်ကြမြတ်ဘာလို့။ဟိုမင်းနဲ့ဟိုပါကြီးနဲ့ကတိလို့လား။အေးကြပြီလားကွာ။မနေ့ကမှတိတာကွာဘာဖြစ်လို့လဲ။ဟာဒီလူကြီးကလူထူးဆန်းကြီးကွာဘုန်းကြီးရ။ဟေးဘယ်လိုထူးဆန်းတာလဲလှုပ်ပါအောင်ကွာ။မင်းသူ့နာမည်ရောတိလား။မတိဘူးကွာမေးလို့လည်းမရဘူး။ အေးငါတို့မြို့ပေါ်မှာတော့သူ့ကိုလူထူးဆန်းဘားတိုက်ပုံလို့ခေါ်ကြတယ်ကွာ။နှက်ချင်းတွေဆိုးပြီးတော့ရက်တကာနေတကာရှောက်ပြီးတော့အလူခံနေတာကွာ။အေးအဲ့ဒီကငွေနဲ့ကိုတော်ပြည့်ဈေးကြီးတဲနေတာကွာ။ဟေးအောင်လူကြီးကလာစိတ်မနှံ့လို့ဖြစ်နေတာနော်။ပညာကမသေးဘူးဟာ။ဒါဆို तू ကဘာတော့။အဲ့ဒါငါတို့မသိဘူးကွာ။နေပြီဆိုရင်လည်းမင်းကလည်းတင်ញိုင်စီရမှာပဲနေတာကွာ။အေးဒါမှမဟုတ်ဘုန်းကြီးเจ้าမှာလည်းနေတတ်တယ်။ တော်ယုံယောဂလောက်ကတော့ကွာသူ့ရဲ့ရင်မနဲ့ပဲပျောက်တယ်ဟဟုတ်ရဲ့လားငမျက်ရဟုတ်ပါတယ်ဆိုမှသူ့အကြောင်းကိုပြောရရင်တော့အများကြီးပဲကွာတို့မျိုးကယုံကြည်တဲ့သူတချို့ကသူ့စီကနေမက်ဆေ့တွေလိုက်ပြီးတောင်းကြတာအဲ့ဒီမက်ဆေ့ကိုရရင်ကန်ကောင်းနေကွာဒါဆိုမင်းရောရဘူးလားသူကလူတိုင်းကိုမပေးဘူးကွာသူတက်ကြတဲ့သူကိုပဲပေးတာဒါဆိုသူကအဝိစာပေါ့အင်းအဲ့လိုလည်းမသိပြန်ဘူးကွာငါတို့နဲ့တည်တဲ့ဘုံကြီးတစ်ပါးကတော့ အဲ့ဒီဘားတိုက်ပုံနဲ့တွေ့ရင်ကောင်းကောင်းမွန်မွန်ဆက်ဆန်းလို့ပဲပြောလိုက်တာအေးပါကွာဟုတ်မဟုတ်ကြည့်ကြသေးတာပေါ့ဒီလိုနဲ့အဲ့ဒီနှစ်ယောက်ကိုချက်ပြုတ်ကျွေးမေးပြီးတော့သူတို့ပြန်တဲ့အခါမှာတော့ဘားတိုက်ပုံရှိတဲ့ခရီးပင်အောက်ကိုသွားလိုက်ပါတယ်ဟင်ဟုတ်တရေချောက်တဲ့ခရီးပင်ကြီးကဘယ်ဘယ်ရောက်သွားလဲဟာအဲ့ဒီမှာတော့လူထုလူစံဘားတိုက်ပုံဆိုတဲ့သူကိုချွေးတန်ချွေးချွေးနဲ့တွေ့လိုက်ပါတယ်သူ့ရဲ့သဖင်ဒီပုံမှာလဲတိမုံစားတွေကဖွေးနေပါတယ်သူ့ရဲ့ သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ရွာသူရွာသားခေးသွားတချို့တွေကအံ့ဩတဲ့မျက်လုံးတွေနဲ့ဝိုင်းမီကြည့်နေပါရဲ့အဘဟေးအဘဒီဒီဘင်ကို ခုတ်ပြစ်လိုက်တယ်အေးလေဘာလို့ခုတ်တာလဲအဘရဲ့အဘအဘဒုက္ခရောက်တော့မှာပဲဗျာဟေးငါဒုက္ခရောက်တာတဲ့မင်းတို့ရွာသူရွာသားတွေဒုက္ခရောက်နေတာကိုမကြည့်ရလို့ခုတ်တာဟာကဲထင်းရပြီကွာအကုန်တည်သွားလိုက်တော့ဟာမတည်ရဲပါဘူးဗျာ ဘာဖြစ်လို့လဲဟာကြောက်တယ်ဗျဟာဟာဟေးကောင်ဘာကြောက်စရာမှမရှိပါဘူးကွာရဲရဲသုံးစမ်းပါဟင်းဗျာကျွန်တော်မသုံးရဘူးကဲဟေးရွာသူရွာသားတွေချင်းလို့ခြင်းတဲ့သူကြိုက်တဲ့လောက်တဲသွားကွာဒါပေမဲ့ဘသူကားမှမတဲရဲပါဘူးကြောက်ကြောက်လန့်လန့်နဲ့ပဲအားလုံးကပြန်သွားပါလေဒီလိုနဲ့နှစ်ရဲမြောက်ပြီးမိုးလင်းတဲ့အခါမှာတော့လူထူးဆန်းဘားတိုက်ပုံကအင်ကိုပေါက်ချလာပါလေဟေးမောင်ပုံကြီး ခင်ဗျပါအေးအရေးကြီးလို့ကွာဝင်ခဲ့မယ်နော်ဩဟုတ်ကဲ့ဝင်ခဲ့ပါဗျဟိုအဘဘာလို့အဲ့လိုလဲဗျဟိုညနေကျရင် ခေပင်နေရာမှာဖုန်းကြီးပြင်ပြီးတော့တင်ငန်းကတ်မလို့ကွာအဲ့ဒါမင်းကိုလာခေါ်တာခေပင်နေရာမှာဖုန်းကြီးပြင်ပြီးတင်ငန်းကတ်မလို့ဘလို့ဖြစ်ကုန်လို့လဲအဘရမင်းတို့ရဲ့ကောင်ခွေးနဲ့ကြီးပါကွာ သူရဲ့ဆန္ဒအရပါ ဟုတ်ရဲ့လားအဘရဲ့မင်းကလည်းမဟုတ်ဖ ೇನೆ ငါကဘာလို့ရမှာလဲကွာ ခွေးနဲ့ကြီးရဲ့အကျိုးကအဖကျွန်တော်ကတော့မယုံနိုင်အောင်ပဲဗျာအဖဘာမှမဖြစ်ပါဘူးနော်ကျွန်တော်ကိုလည်းအကျိုးကြောင့်လေးရှင်းပြပါအောင်ဒီလိုမောင်မုံကြီးကငါမင်းတို့ရဲ့ရွာကိုရောက်တော့တရေချောက်ချမ်းနဲ့ခရီးပင်းရဲ့အကြောင်းကိုကြားရတယ်ဘသူမှလည်းဝင်မခူရဲဘူးတဲ့လာသမျှလူတွေကိုလည်းဒုက္ခအမျိုးမျိုးပေးတာဆိုပဲအဲ့ဒါနဲ့ဟုတ်မဟုတ်သိချင်လို့လာခဲ့တာဒီမှာမင်းကခွေးနဲ့ကြီးရဲ့ရာဇဝင်ကို ပြောပြတော့ဒီလောက်စူမှန်ကြားရတာကွာ အဲ့ဒါဟုတ်မဟုတ်ကလည်းသိချင်းနေဒါနဲ့ငါကခရီးပင်အောက်မှာအိတ်ခဲ့တာအဲ့တော့လေဒီတိုင်းမအိတ်ပါဘူးကွာတောင်းမှန်ပြောဆိုပြီးတော့တညာအိတ်ခဲ့တာပါဟာဒုက္ခပေးလိုက်တဲ့ခွေးနဲ့ကြီးတညာလုံးငါခြေတော့ကိုဆွဲတော့တာပဲခေါင်းကိုလာပုတ်ငါရဲ့ပစ္စည်းတွေကိုလည်းလွှင့်ပြဲတောင်းမှန်လို့ကိုမရဘူးနန်လိုက်တဲ့အရန်တန်းကလည်းဟောင်းနေတာပဲအေးလူလုံးလည်းမမြင်ရဘူးကွာမြင်ရတော့လေဝိုးတော်ပါပဲအဲ့ဒါငါလည်းအိတ်ပြောသွားရောငနေသားကအိတ်မက်ပေးတယ်ကွာ အခုချက်ချင်းတိပင်အောက်ကထွက်သွားတဲ့စိုးလိုက်တဲ့ရုပ်ကွာဒါကြောင့်လဲတရေဖြစ်နေတာအဲသူကပြောသေးတယ်ကွာနောက်နေ့အရင်ကုန်ချိုးမယ်လို့ကြိမ်းပါရောအဲ့ဒါနဲ့ငါကပြောလိုက်တယ်ခရီးသွားတွေကိုဒုက္ခမပေးပါနဲ့လို့သူကပြောတယ်ကွာအဲ့ဒါခမည်းဘူးမပါဘူးတဲ့သူကလုံးမပဲတဲ့ကွာပြီးတော့ကြိမ်းဝါသွားလိုက်တာကွာရစရာကိုမရှိဘူးငါလည်းမနဲ့မိုးလင်းတော့ဒီလောက်လူတွေကိုဒုက္ခပေးခြင်းတဲ့ကောင်ဒီပင်ရှိရင်မိခိုပြီးတော့ဒုက္ခပေးနေအောင်ပါပဲ ဒီပင်မရှိမှအေးမယ်လို့ဆုံးဖြတ်ပြီးတော့မင်းစီကလည်းရေတင်ကားပြီးခုတ်ပစ်လိုက်တာဒါဆိုခွေးနဲ့ကြီးကဘယ်ရောက်သွားတာလဲပါဘယ်မှမရောက်ဘူးဒီကောင်နေစရာမရှိတော့လို့လေလူကြောက်လို့တရေချောက်နေတာကွတကယ်တော့လူကျန်းတော့တရေလွမ်းရောပဲငါလည်းရှင်းပစ်လိုက်ရောညာတော့ငါ့ကိုအိမ်မက်လာပေးတယ်ဟမ်မျက်နာကငုံမဲမဲနဲ့ပါကြီးကျုပ်ကျုပ်နေစရာမရှိတော့ဘူးဗျနေစရာမရှိရင်ရှိရမယ့်နေရာရှာဖို့ကွာ ဟိုအဲ့ဒီလိုနေစရာမရှိလို့ပါပါကြီးရဟဲ့ကောင်ခွေးနဲ့ကြီးမင်းငါအကြောင်းသိပြီလားဟုတ်သိပါပြီဘာရဲ့မင်းလူပေါင်းစုံကိုဒုက္ခပေးနေတာကြာပြီ မင်းလူဘွားတုန်းကလည်းကောင်းကောင်းမနေဘူးတေလို့တရေဖြစ်တော့လေအားလုံးကိုဒုက္ခပေးတယ်တွားမင်းတွားကျင်တဲ့နေရာတွားဟိုအကျုပ်တွားကျနေရာမရှိတော့ပါဘူးဘာရဲ့မင်းကငါနေရာပေးရင်နေမှာလားဟုတ်ကဲ့နေပါမယ်လူတွေကိုရောဒုက္ခပေးအောင်မလား ဟိုဟိုဟေးကောင်ခွေးနဲ့ကြီးကောင်းမွန်တဲ့ဘုံဘွားမှာမင်းနေချင်လားဒါမှမဟုတ်ရုံညံ့တဲ့ဘုံဘွားမှာနေချင်လားပြောစမ်းကျုပ်ကျုပ်ဘွားကဆိုလို့တော့ကဲငနေကြီးမင်းလူဘွားတုန်းကဘာကောင်းမှုကုသိုလ်လုပ်ခဲ့လဲစဉ်းစားစမ်းမတည်ဘူးဗျမင်းနေပြီကဲဒါဆိုလည်းအစဖော်ပေးမယ်ကွာမင်းသားကိုရင်လေးကိုမှတ်မိလားဗျာကိုရင်လေးဟာဟုတ်ဟုတ်တယ်ဟုတ်တယ်ကျုပ်သားကိုရင်လေးအေး မင်းသားကိုရင်လေးကိုလူ့ဘွားတော့ကဘာလူခဲ့ဘူးလဲ။အော်ဟုတ်ပြီဟုတ်ပြီကျွန်တော်သင်္ကန်းလူခဲ့ဘူးလေဗျ။အေးဟုတ်ပြီမင်းအဲ့ဒီကုသိုလ်ကိုအခုပြန်ပြီးသတိရလိုက်စမ်း။မင်းအဲ့ဒီကုသိုလ်ရဲ့အကျိုးခံစားရအောင်ငါလုပ်ပေးမယ်။ဒီမှာငနဲ့ကြီးကမင်းကိုရည်စိုးပြီးအလှူပေးဝင်မဲ့သူမရှိလို့မင်းကအခုလိုမကြွမလွတ်ဘဝနဲ့ဒုက္ခရောက်နေတာကွ။မနေ့ဖြန်ကညနေငါမင်းကိုရည်စိုးပြီးတော့ယဟန်တန်ဃာတွေနဲ့မင်းသားကိုရင်လေးကိုတင်ခဲနဲ့ចောင်းစီရပါဆောက်ဖို့ငါလှူပေးမယ်ကွာ။ တာရုခေါ်ကြားလာဟုတ်ကျုပ်ကတာရုခေါ်ရင်ဘာဖြစ်မှာလဲဗျအေးတာရုခေါ်ပြီးတာနဲ့မင်းဘဝတက်ကိုမင်းချက်ချင်းမြင်ရလိမ့်မယ်ကွာတာရုသုံးချိန်ခေါ်ကြားလာဟုတ်ဟုတ်ကဲ့ကဲကဲပြန်တော့ပြန်တော့အဲ့ဒီလိုပဲငါကောင်ရဒါကြောင့်မင်းညနေလာပြအောင်လာခဲ့ဟုတ်ပြီလားဟုတ်ကဲ့ကောင်းပါပြီပါညနေပိုင်းကိုရောက်တော့ဘာတိုက်ပုံကရွာကျောင်းကနေရဟန်းဝန်တစ်ပါးကိုပင့်လာပါရဲ့ ရဟန်းရဲ့နောက်မှာတော့ကိုရင်ငယ်လေးတပါးလည်းပါလာပါရဲ့။ဗားတိုက်ပုန်ကြီးကရဟန်းဥကြီးကိုသင်္ကန်းနဲ့ဝိထုငွေတွေကိုကက်လိုက်ပါရဲ့။ကိုရင်လေးကိုလည်းသင်္ကန်းလှူလိုက်ပါရဲ့။ပြီးတဲ့အခါမှာတော့ကွယ်လွန်သွားတဲ့ပြားဝိညာဉ်သားကိုခွေးနဲ့ကြီးကိုဖိတ်ခေါ်လိုက်ပါရဲ့။ကိုရင်လေးကလည်းဖောက်ခင်လို့တဲ့တကားကြီးကိုငိုတန်ပါပါနဲ့တကားကြီးကိုရင်တို့နဲ့တူတရားနာကြွားရောက်ပါလို့ခေါ်လိုက်ပါရဲ့။ဒီနောက်မှာရဟန်းဥကြီးကကွယ်လွန်သွားတဲ့သူကိုကြီးစုပြီးတော့ တီလဝရန်တာယဟန်အားလှူဒန်းရခြင်းကိုဟောပြောပါ၏ပြီးတဲ့နောက်မှာတော့ရေစဲချတရားကိုရွတ်ဆိုပြီးတော့ရေစဲချတရားပြီးသွားခဲ့ပါ၏ဒီမှာဗားတိုက်ပွန်ကြီးကကိုင်းကိုခွေးနဲ့ကြီးရေလူဘဝတုန်းကမင်းကမင်းသားကိုရင်လေးကိုတင်ကန်းလှူဒန်းမှုတဲ့ကုသိုလ်အခုမင်းတွေငါတို့တွေကယဟန်နဲ့ကိုရင်ကိုတင်ကန်းနဲ့ဝိထုငွေတွေလှူဒန်းပေးတဲ့ကုသိုလ်ကုသိုလ်အဖို့ပါကားတွေအားလုံးကိုရည်စူးပြီးတော့အမြပေးဝေးပါရဲကွာ အမြအမြအများ ာဓုတာဓုတာဓုအဲ့ဒီလိုပဲခွေးနဲ့ကြီးရဲ့ဒါကိုရင်လေးကလည်းတကာဖီကြီးရဲ့အမြအမြဆိုပြီးတော့ကြည်ခွေးတဲ့အတန်နဲ့အမြဝင်းနေတဲ့ကိုကြားလိုက်တော့ကျွန်ုပ်ရဲ့ရင်ထဲမှာနှင်ငနေဖြစ်သွားပါရဲ့တာဓုခေါ်ရင်ကနေကိုရင်လေးကိုလှမ်းကြည့်လိုက်တော့ကိုရင်လေးရဲ့မျက်ဝန်းပေါ်မှာလည်းမျက်ရည်စားတွေကိုလှမ်းပြီးမြင်နေရပါရဲ့ဘာတိုက်ပုံကကိုရင်လေးကိုရှောက်လိုက်ပါရဲ့မျက်ရည်မကြပါနဲ့ကိုရင်လေးရဲ့ကိုရင်လေးရဲ့တခါကြီးက ကောင်းရဘုံဘဝကိုရောက်မှာပါစိတ်ချလက်ချယုံကြည်ပါကိုရင်လေးရေဟုတ်ကဲ့ပါဗျာဒီနေ့မှတင်ဆက်ပေးခဲ့တာတော့စာရေးသူမောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့ဗားတိုက်ပုံနဲ့မျက်ရင်မကြပါနဲ့ကိုရင်လေးရေဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာပါနောက်နေ့မှလည်းကျွန်တော်တို့ရဲ့နိုင်မဲစတိုရီ channel ကနေအခုလိုမျိုးဖြစ်ရဆန်ရဇာတ်လမ်းတွေအများကြီးကိုတင်ဆက်ပေးမှာဖြစ်လို့ဆက်လက်ဆောင်မြောနားဆင်အားပေးကြပါအောင်ဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကြမှာခြင်းနဲ့ပြည့်စုံပြီးတော့ စီပါလက်လာပါများဒီအလာတူတဲ့